လုဝေတရားဟောကြားနာကြမှာဖြစ်ပါတယ်။တရားကာလတရားဝင်တရားအထုတ်ကြတဲ့ယောဂီပေါင်းသူတော်ကောင်းတို့ကိုယနေ့ဒုတိယနေ့အနေနဲ့မိလက္ခမုတ်ဆိုးနဲ့အလုဝေတရားတော်အမှန်နှစ်ကိုဟောကြားမှာဖြစ်ပါတယ်။ ိလခမုဆိုးနဲ့လှုပ်ပြီးဆိုတော့မိလခမုဆိုးရဲ့ဝတ္ထုကိုဘာကြောင့်ထုတ်ပြီးတော့ဟောရတာလဲလို့မေးရင်မိလခမုဆိုးဟာအင်မတန်အပြစ်တွေများတယ်လူတွေအများပြောတဲ့စကားနဲ့ပြောမယ်ဆိုအကုသိုလ်များတယ်ပေါ့ဘာများလဲအကုသိုလ်များပါတယ်ဗျာရှိတဲ့အကုသိုလ်တွေက လုပ်ပြီးသားဖြစ်ပြီးသားအကုသိုလ်တွေကဒီတိုင်းထားမယ်ဆိုလို့ရှိရင်ထားထွန်းတောင်းကြမှုတွေဖြစ်ပြီးတော့ပြုတ်လုထားတဲ့လူကိုရန်သူတပွဲအချိန်ပြည့်စောင့်ကြည့်ပြီးတော့အဲ့ဒီအကုသိုလ်ကဒုက္ခပေးနိုင်နေအဲ့ဒါအဲ့ဒီဒုက္ခတွေကရော့ကြအောင်အဲ့ဒီဒုက္ခတွေကလွတ်မြောက်အောင်ဆိုပြီးတော့ဒီတရားအကျင့်တွေကိုမြတ်စွာဘုရားက ဝိပဿနာတရားအကျင့်ဟာအပြစ်တွေကိုလည်းကင်းဝေးစေတယ်အပြစ်တွေကိုလည်းဗာလဲကင်းဝေးစေပါလေခင်ဗျာကုသိုလ်တွေကိုတရားတွေကိုလည်းတိုးပွားစေတယ်ကောင်းတာတွေကိုတိုးပွားစေတယ်ဟုတ်အပြစ်တွေကကင်းဝေးစေတယ်ကောင်းတာတွေကတိုးပွားစေတယ်အဲ့ဒါတရားပဲတဲ့ဒါတရားရဲ့တတ္တိ အဲ့တော့တရားကို조사ပြီးတော့나ကြတရားကို조사ပြီးတော့အထုတ်ကြတဲ့မိမိတို့မှာရှိတဲ့အပြစ်တွေပေါ့ပုထုဇဉ်ဆိုတာအပြစ်မခင်ဘူးအကုသိုလ်မခင်ဘူးနည်းနည်းများတော့ရှိအဲ့ဒီအကုသိုလ်တွေကကင်းဝေးစေတာဒီတရား ရှိပိတာကုသိုလ်တွေရှိပိတာကောင်းတာတွေရှိပိတာတရားတွေတို့ပါစေတာလေတရားပဲအဲ့တော့တရားကိုကျူစားရအောင်အခုဒီနေ့မိလက္ခမောဆိုဒုတိယနေ့မိလက္ခမောဆိုကနှစ်ပေါင်း90ပါဏာတိပါဒကံကိုကျူလွန်နေနှစ်ပေါင်း90ပါကံကျူလွန်ပါဏာတိပါဒကံကိုကျူလွန် ။ဘာနာတိဘာနာကံဆိုတာအလုံးသိတယ်သူတို့ဘာတတ်တဲ့အတံသူတို့ဘာရဲ့အသက်ကိုတတ်တဲ့ကံပေါ့နော်။မှန်ပါပါ။မဟုတ်ဆိုးဆိုတော့သူတို့ဘာတဲ့တတ်တာပေါ့။တဏှိသောကံအဲ့ဒီမဟုတ်ဆိုးဟာတော့ကနေပြီးတော့ပြန်ရမယ်။ယဟန်တစ်ပါးရဲ့တဲချောင်းလေးနာရောက်တော့ရေဝင်တောက်တာပေါ့။ရေစားတော့ရေဝင်တောက်တာ။ရေဝင်တောက်တော့ရေအိုးထဲမှာရေကပြောင်းနေတယ်မရှိရေခန့်ချောင်းနေ ရေခမ်းချောင်းနေတော့ရေတောင်းချင်တာရေမရှိဘူးအဒီတန်ကြတော့မထေကငါလည်းရေထည့်ထားပါလေမင်းကအခုရေမရှိဘူးဆိုတော့တော့ကြည့်တော့မထေကြည့်တော့ရေရှိတယ်မထေကြည့်တော့ဗာလဲရေရှိပါတယ်ဗျာမိလက်ခမဟုတ်ဆိုကြည့်တော့ရေမရှိဘူးမိလက်ခမဟုတ်ဆိုကြည့်တော့ဗာလဲရေမရှိပါဘူးဗျာ အဲ့ဒီလို꽌ချမ်းမှုမရှိဘူးလားရှိပါတယ်ခင်ဗျာအဲ့ဒါဘာကြောင့်꽌ချတာလဲလို့မေးရင်အကုသိုလ်ကအပြစ်တွေက꽌ချတာတဲ့အကုသိုလ်တွေကအကုသိုလ်အပြစ်တွေကနေပြီးတော့ရေကိုဖြတ်ပလိုက်တာအကုသိုလ်ကြီးတာအပြစ်ကြီးတာအကုသိုလ်ကြီးအပြစ်ကြီးတဲ့အခါကျတော့ရှိတဲ့အရာတွေတော့ပျောက်ကုန်တယ် ဲ့တော့ယောဂီတို့လည်းပဲကိုယ်မှာ အကောင်းတွေတဖြည်းဖြည်းပျောက်လာတယ်အကောင်းတွေတဖြည်းဖြည်းပျောက်ပျောက်လာတယ်ဆိုရင်ကိုယ်လည်းပဲ အကုသို့ဘာဖြစ်လာလဲညာလာဘူးယောက်ဒီမှာရေပြောက်သွားတာဒီဗာများလို့ဒါဆိုတော့များလို့ပါနှစ်ပေါင်း90လောက်ပါဏတိပါဒကံကျွလွန်ထားတယ်ဆိုတော့နဲတာမှမဟုတ်တာနော်မှန်ပါဗျာမထေကြီးတော့ရေကဘာဖြစ်လဲ ရှိနေတာအဲ့ဒါအမြင်အပြင်ကွာခြားသွားတာဒီတရားရှိတဲ့လူနဲ့တရားမရှိတဲ့လူဒီလိုကွာခြားသွားတယ်နော်မှန်ပါပါလောကမှာလည်းဒီလိုပါပဲလောကကြီးမှာလည်းပဲအသိရှိတဲ့လူတရားရှိတဲ့လူနေပြောဆိုနေတိုင်းတွာလာတဲ့ပတ်ဝန်းကျင်ကတစ်မျိုးအဲ့ဒီတရားတွေလက်လွတ်ပြီးတော့တွာလာနေတိုင်းစူဝေးနေတဲ့လူတွေကတစ်မျိုး သူအုပ်စုနဲ့သူတမနေနာတမနောခေါနေနာခေါနောဆိုတော့တူရတူရပဲစုရပေါင်းကြတာเนาะမှန်ပါပါခင်ဗျာအဲ့တော့ဒီမှာအကုသိုလ်တွေအင်မတန်များတော့ရေပြောင်းနေတော့မထေကဩဒီမဟုတ်ဆိုအကုသိုလ်တည်ကြည့်ပါလားအဲ့ဒါမင်းဒုက္ခတော့များတော့မေးမင်းအကုသိုလ်များလို့ရေဒီမှာရေရှိတယ်ကွာအဲ့ဒါကိုကြောက်လန့်ပြီးတော့တူတူပြော ယဟန်ဝတ်တယ်ပေါ့သာသနာပေါင်းသာသနာပေါင်းရောက်လာတဲ့အခါကျတော့တရားကျင့်မဲ့အဖြစ်တွေစင်ကြင်ဆိုတော့တရားကျင့်အောင်ကျင့်မိမယ်လို့သူကနှစ်ပေါင်း90ဗာကံကျွလွန်တာဘာနာနေဘာနာကံကျွလွန်တာတဲ့အခါကျတော့သူမှအဲ့ဒီကံကမျက်စိမှိတ်တိုင်းကိုအဲ့ဒီအရာအဲ့ဒီသူကျွလွန်ထားတဲ့ကံတွေက ပေါ်နေတာပါနော် ဒီနေရာမှာမှတ်သားစရာလေးတစ်ခုကပါလဲဆိုလူတွေလောကမှာပြောနေတဲ့စကားတခွန်းလို့ပါပဲရေများရေနိုင်ရေများနိုင်ပါဘုရားအဲ့ဒီလိုပဲသူကအကုသိုလ်များနေတဲ့ပုဂ္ဂိုလ်ကအကုသိုလ်ဟာမျက်စိမိတ်တိုင်းကိုအဲ့ဒီအကုသိုလ်တွေပဲသူမျက်စိနဲ့မြင်နေတာနားရကြားရအောင်ကုသိုလ်များတဲ့လူကလည်းဒီလိုပဲမျက်စိမိတ်လိုက်ရင်သူပြုတ်တဲ့ကုသိုလ်တွေသူလုပ်ထားတဲ့ကောင်းတာတွေမျက်စိနဲ့မြင်အောင်နေတာ တသက်စာမပြောနဲ့တနေ့တာကိုပဲကြည်လိုက်ဒီနေ့တနေ့မှာကိုပြုတ်လုထားတဲ့အရာတွေကညအိပ်ရာဝင်မျက်စိမှေးလိုက်အဒီနေ့အလုံများထားတဲ့အရာဟာမျက်စိတွေမြင်အောင်လားပဲအခုတရားစကားဝင်နေတယ်တရားတွေနားနေတယ်ယောဂီတွေနဲ့မျက်စိတွေမြင်တွေ့ကြညအိပ်ရာဝင်မျက်စိမှိတ်ကြည့်လိုက်အဲ့ဒီအာယုံတွေမျက်စိတွေတန်းပေါ်လာပဲတရားနာတာတွေ ယောဂီတွေနဲ့သွာလာမြေနေထိုင်တာတွေရိတ်တာကြီးမှာရောက်တွေ့ကြကြုံကြမြင်ကြတာတွေဒါတွေအားလုံးဟာမြင်တွေ့နေတာဒါတွေအားလုံးဟာတွေ့မြင်နေတာအထုံနေတူဆိုကိုယ်အိမ်မှာနေပြီးတော့ချက်ကြပြုတ်ကြတာတွေရောင်းကြဝယ်ကြတာတွေသွားကြလာတာတွေအဲ့ဒါတွေကိုညာအိမ်ရောက်ဝင်မိတ်ကြီးလဲဒါတွေပဲမြင်အောင်ကအခုလည်းပဲမိလမိလကံမို့ဆိုတော့မျက်စိမိလိုက်တော့ပဏာတိပါဒကံလေးမဖြစ်နေမြင်အောင်လေ အာမဖြစ်ဘူးဒီတိုင်းသင်္ကန်းဝှက်ပြီးတော့ဓာရီမြင်အောင်နေတယ်ဆိုရင်တော့မဖြစ်ဘူးလူထွက်မှာပဲဆိုပြီးတော့သင်္ကန်းနဲ့မသိမ့်တော့ဘူးဓာရီမြင်အောင်နေတော့အဲ့တော့မထေရှောက်တော့မထေကနေဟုတ်မင်းဒီတိုင်းသာဆိုရင်မင်းဒုက္ခရောက်သွားမယ်အဲ့တော့မဟာဗရဝီမြေကြီးကိုအက်ကွဲပြီးတော့မဟာဝီစီငရဲကိုပြလိုက်တာဟိုမှာသူ့အမျိုးတွေအဲ့မှာ မရက်ကြနေတာတွေတွေ့ရမြင်ရတယ်เนาะသွားလာနေတာတွေပေါ့ငရဲသားတွေပေါ့သူ့မျိုးတွေလည်းပါအာတဲ့ကြောက်စရာကောင်းပါအဲ့ဒါမင်းရေပြောက်တဲ့လူတွေအကုသိုလ်များတဲ့လူတွေရောက်တဲ့အရာပေအာအင်မတန်ကြောက်သွားတယ်မြင်တော့ကြောက်တာပေါ့ဒုက္ခခံနေတာတွေကိုမြင်တော့ဗာပဲလဲကြောက်ပါတယ်အာလူတိုင်းလူတိုင်းပေါ့ဒါအခုငလျင်ကြောင် တိုက်တယ်ပြိုပြီးတော့ပြီးပြီးတော့သေးကုန်တာတွေအွန်လိုင်းမှာမြင်နေရတယ်မလားမှန်ပါဗျာကြောက်စရာမကောင်းဘူးလားမှန်ပါဗျာမြင်တော့ဗျပြကြောက်တာပါအေးကိုချင်းဝန်ဆံကြည့်လိုက်တယ်ကိုသာအဲ့ဒီနေရာမှာဆိုရင်ဘယ်နှလုံးလဲနော်မှန်ပါဗျာတချို့မသေးဘူးဟိုမှာအိမ်ပြိုကြတော့မှောင်ကျသွားတာပဲမာမြတ်မွန်းလေးဖရာကြီးကြည့်ပေါ့စီစီတီဗီမှတ်တမ်းမှာထွက်လာတဲ့အခါကြည့်လိုက်ပြိုကြတော့အမုံမွားနေနေဆိုတော့မှောင်ပိတ်သွားတာ တိုက်ပြိုကြတဲ့လူတွေလည်းဒီလိုပဲဘုံဆိုပြောကြတဲ့ကဘီလက်မြေအမုံနေနဲ့မှောင်သွားတာနောက်တချို့ကြောက်စိတ်တွေဝင်နေတာပေါ့ဟိုးကြောက်စရာကောင်းတယ်တရက်နှစ်ရက်ဒေမလားမသိဘူးကဲတဲ့လူတော့တွေ့တွေ့ပါမလားမသိဘူးဆိုရင်စိတ်တွေဒါအင်မတန်မြင်တော့ကြောက်စရာကောင်းတယ်နော်မှန်ပါအခုလဲဟိုမှာငရေသားတွေကိုဘာဖြစ်လိုက်ငင်းလိုက်တာဘာဖြစ်သွားကြောက်သွားဟိုကြောက်သွားနောက်အဲ့ဒီမှာငရေငရေသားတွေခန်းနေရတဲ့ အရာတွေကိုသူတွေ့နောက်သူ့ကိုရေတပန်းသားရှာခိုင်းတယ်မထေကရေတပန်းသားဆိုတာအခောက်ကလည်းထူအစီကလည်းမြန်းအဲ့ဒါမဲ့သွားရှာရေဆိုပြီးတော့ရှာအဲ့ဒါကိုမီးရှို့ခိုင်းတာတနေ့ကုန်မီးရှို့တော့မရဘူးအဲ့ဒါကိုဘာလုပ်လဲဆိုတော့ငရဲမီးလေးယူပြီးတော့အဲ့ဒီပေါ်တင်လိုက်တာနဲ့အကုန်ပြကြသွားတယ်မီးချစ်ဆန်ခေါင်းလောက်ကလေးငရဲမီးကတစ်စက်နော်ဟာအဲ့ဒါ မီလေဆိုအဲ့ဒါငရဲမီပဲအဲ့ဒါရေပြောက်တဲ့လူတွေအကုသိုလ်များတဲ့လူတွေခံရမှာဆိုတော့ကြောက်ပြီးတော့ကြိုးစားမှပဲလို့ဆိုပြီးတော့တရားကိုကြိုးစားလိုက်တော့သောသောတော်ကမြင်နေတဲ့အာယုန်တွေကိုသူဖြောက်တယ်သောသောတော်ကပါဏတိပါဒကံကြောင့်မြင်နေတဲ့အာယုန်တွေကိုသူဘာလို့อ่ะဖြားရအဲ့ဒီအာယုန်တွေကိုဖြောက်တယ်ဆိုတာဒီတိုင်းပါဇက်ကပျောက်ပါစေပျောက်ပါစေဆိုဆူတောင်းနေလို့ရလားမရပါဘူး မနေ့ကဘုန်းဘုန်းတို့ပြောခဲ့ပြီးတမာဒီကိုရှေ့ထားရတယ်တဲ့ဘာလဲတမာဒီကိုရှေ့ထားရတယ်စိတ်ငြိမ်မှုကိုရှေ့ထားရမယ်မလားဟုတ်ပြီတမာဒီရှေ့ထားတယ်ဆိုတော့အဲ့ဒီတမာဒီကဘယ်လိုတမာဒီကိုရှေ့ထားရမလဲလို့ဆိုတော့မိမိရဲ့စိတ်ကိုနှာခေါင်းဝနှာတိဝလေးမှာထားပြီးတော့စိတ်ကိုဘယ်သူနဲ့ပေါင်းခိုင်းတာအေးဟုတ်တယ်မနေ့ကပြောခဲ့တယ်နော်စိတ်ကိုဘယ်သူနဲ့ပေါင်းတတိနဲ့ပေါင်းလိုက်တဲ့အခါကျတော့ထွက်လေထွက်မှန်းသည် ဝင်လေဝင်မှန်သည်ထွက်လေသည်ဝင်လေသည်ဆိုတော့ကိုစိတ်ကလေးနာတိပြန်လေးမှာနေအောင်ထွက်လေဝင်လေလေးကိုတတိထားလိုက်တဲ့အခါကျတော့စိတ်တွေတတိနဲ့ပေါင်းနေတော့နာတိပြန်လေးမှာတီးပြီးတော့ငြိမ်းသွားတာပဲတာပါတီးတယ်တမာရီတီးဟုတ်လားတမာရီတီးတယ်လို့ဆိုတာကစာလာပေလာ စာတန်ပေတန်ပြောတာလူတွေအများနားလဲတယ်နဲ့စကားနဲ့ပြောမယ်ဆိုစိတ်ငြိမ်းသွားတာ စိတ်ဒီကြတဲ့အာယုံနေရှိကိုမသွားတော့ဘူးအမြင်အာယုံရှိလည်းမသွားဘူးအကြအာယုံလည်းမသွားဘူးအနတ်အာယုံအစအာယုံတိအာယုံတွဲအာယုံအာယုံ၆ပါးကြီးမသွားဘူးနှာခေါင်းကလေးမှာပဲရှိနေတယ်အဲ့ဒါကိုစိတ်ငြိမ်နေလို့ခေါ်တယ်နော်ဒါဆိုတရားကျင့်တဲ့ပုဂ္ဂိုလ်ဟာဘယ်ကစရလဲမေးရင်အဲ့ဒီစိတ်ငြိမ်တာကစရဘယ်ကစစိတ်ငြိမ်တာစိတ်ငြိမ်အောင်စိတ်ကိုဘယ်မှာထားဘယ်သူနဲ့ပေါ့ထွက်လေဒီ ထွက်လေတရီတာအဲဒါလောဟောဒီနေ့ကြတော့ဘာလောတတိတင်မဟုတ်ဘူးသူဝရိယလေးလေးနောက်ကထည့်ပေဦးနဲ့တတိဆိုတာတမ္မာတတိဝရိယဆိုတာဘာလဲတမ္မာဝါယမဘာလဲဒီလုတ်တွေကလေအမြဲတမ်းလုတ်နိုင်လိမ့်မယ်လို့မထင်နဲ့နော်ဒီနေ့ဒီတကြံ ဒီလူတွေအသက်ရှိပြီမယ်လို့နောက်နေ့နောက်ခါကျရင်ဒီတရားမှာကိုယ်အသက်ရှိခြင်းမရှိတော့မှာရုပ်လို့ရလားမရပါဘူးခင်ဗျာအမခံကြလို့ရှိလားမရှိပါဘူးခင်ဗျာဘသူမှလည်းအမမခံရဘူးနော်ဟာငါအသက်ငယ်သေးသားပဲအသက်ကြီးမှသေမယ်လို့တော့မထင်နဲ့အမေတဝင်းဝင်းအကင်းတပြိုက်ပြိုက်မလားမှန်ပါဘူးဘုန်းတော်ဝါတွင်းကိုပြန်မရောက်သေးပါဘူး ဝါတွင်းကိုပြန်မရောက်သေးပါဘူးဝါတွင်းလုံးကဘုံဘုံတနေရမှာဒီဒီစမ်းကြောင်းနေမှာပါပဲဥပုပ်တရားသွားခေါ်တယ်နောက်နှစ်ကြာလို့ဆိုရင်ကောပကတွေရောအဲ့ဒီပြိတ္တတွေရောပြောခဲ့တယ်အဲ့ဒီနေရာကိုဘုံဘုံတစ်ခေါက်ပြန်ကြွပေးမယ်နောက်နှစ်ကြာလို့လည်းတရားနာရအောင်ဆိုပြီးတော့ပြောခဲ့အဲ့ဒီရဲ့ကောပကဩဂထာကကုမကြသိဦးသိပါပြီဒါတနေ့မပြည့်သေးဘူးနော် ဝါဒင်းကိုပြန်မရောက်သေးဘူးနော်ဝါဒင်းတော့အဲ့ဒါပြောခဲ့တဲ့တကဟိုတနေ့ခိုးတစ်ခေါက်ကပြီးခဲ့တဲ့နှစ်လလောက်ကတော့လာလျှောက်တယ်ဆုံးသွားပြီအဲ့တော့ပြီးခဲ့တဲ့ဝါဒင်းတော့ဒီနေရာလေးကိုနောက်နေ့ကြရင်လည်းဘုံဘုံကြွပြီးတော့လာတရားဟောမယ်ကောဘကဥက္ကဋ္ဌကိုပြောတော့ကောဘကဥက္ကဋ္ဌလည်းအဘောအယံတန်တန်နဲ့သူကလည်းဝမ်းမြောက်ဝမ်းသာပိတ်တက်ကိုပြောတာပေါ့နောက်နေ့ဆရာတော်ကိုယ်တိုင်ကြွမယ်လေနောက်နေ့နောက်နေ့ တရားနာဖို့ဆိုသူကိုယ်တိုင်ပြောသူကကိုသေးသွားဒါကြောင့်မလို့သေခြင်းတရားဟာဒုအနာအဝေးကြီးမှနေတာလားကတ်နေတာလားကျောနာယင်နာကတ်နေတယ်လို့ပဲနော်ခန္ဓာကိုယ်မှာအဝေးစားကတ်နေတယ်လို့ပဲသေခြင်းတရားကလည်းဘာဖြစ်ကတ်နေပါဘူးဘယ်ချိန်မှန်းတော့မသိတာနော်အဲ့ဒါကြောင့်မလို့ကိုကကြိုးစားမှုဝရိယလေးရှိပါတဲ့ဝရိယအကျိုးကန့်တဝဲဆိုတာကြားဘူးတယ်မလား ဝိရိယဝိရိယရှိရဝိရိယဝတ်တော့ကိဉ္ဏမနာသိစတိဝိရိယရှိတဲ့လူကအောင်းကိုအောင်းမြင်တယ်ဉာဏ်မရှိတဲ့လူဇာမိဘဲပဲဖြစ်ဖြစ်စီးပွားရေးပဲလုပ်လို့သူဉာဏ်နေပေမဲ့လို့ကြိုးစားမှုဝိရိယရှိရင်ကြိုးစားတဲ့လောက်တော့သူ level တခုတော့ရောက်သွားတာပဲနော်မကြိုးစားရင်တော့မဖြစ်ပါမရပါဘူးကြိုးစားမှရတယ်ကြိုးစားတာပါလေဝရိယ ဟုတ်လားငါဝရိယရှိလာတဲ့ပုဂ္ဂိုလ်တယောက်ဟာသူမြတ်တဲ့ကို ရှေ့ရောက်လာတယ်အဲဆိုကြပါစို့အဲသူမြတ်တဲ့မနေ့စောစောထတယ်အဲလှုပ်ရှားရှိတဲ့အိမ်မုကိစ္စပြီးအောင်လှုပ်ထားတယ်စိတ်အေးတာဝရိယရှိရှိနဲ့ဆိုင်ကိုစောစောလေးထဖွင့်တယ်စိတ်အေးတာဝရိယရှိတယ်လို့နဲ့ဝရိယမရှိတယ်လို့ကွာခြားတယ်နော်ဟောဟောဆိုင်ဖွင့်ဈေးတောင်ရောင်းနေပြီဝရိယမရှိတဲ့လူဟာ မိုးလင်းမှထဆိုတော့နောက်ကျတာလို့ဒါကြောင့်မလို့ဘုံဘုံတို့အလုံးဝရိယရှိဖို့လိုတယ်တဲ့ဒါကြောင့်တရားကျင့်တဲ့နေရာမှာလည်းပါရှိဖို့လိုလဲဝရိယရှိဖို့လိုပါတယ်ဗျာစိတ်မလျှော့နဲ့နော်အင်းငါဒီတရားခုမှငါနာရတာတရားနာရတာခုနှစ်ရက်ဆယ်ရက်ငါပြည့်အောင်ကြိုးစားနိုင်မှမလားငါအားထုတ်နိုင်မှလားမမလားအကြောက်ချင်မလို့ဘူးသူဟုတ်လား ဘသူမှမရွှေ့ရဘူးမပြောင်းရဘူးဆိုပြီးတော့တင်းကျပ်မှုကြီးမကိုရီးယားပုံနဲ့ကိုပဲလေဥမာကိုတနာကြီးထိုင်နေမရွှေ့ခြင်းဘူးမပြောင်းခြင်းဘူးတို့ပေမဲ့ကိုကခန္ဓာကြီးမရှိဘူးပေါ့မရှိဘူးဆိုရင်ရွှေ့မယ်ဆိုရင်ဒီတိုင်းပြူးပြူးပြပြဇိုးဇိုးဆက်ဆက်ဒီလိုမရွှေ့လေတတိလေးနဲ့ပေါ့ရွှေ့ခြင်းနာနံရွှေ့တာရုပ်ဟုတ်တယ်မလားအဲဒါစတင်ပြီးတော့ဟိုတကြံဆိုတော့လူငယ်တွေပါလို့ဒီလိုပြောတာနော် အာထုံနေကြလူကတော့မွှေ့လေကောင်းနေပေါ့ယုံငြိမ်တော့စိတ်ငြိမ်တာပေါ့ဖြီးပြီးလေးပေါ့ရွှေအမတ်ကလေးနဲ့ရွှေပြန်ပြီးတော့အရိယာပုတ်ကလေးပြန်ထပ်တချို့ကမွှေ့ရဘူးတယ်မပြောင်းရဘူးတယ်ဆိုတော့စိတ်ကဖြီးစည်းနေတာစိတ်ကဖြီးစည်းတော့ဉာဏ်မပေါ်ဘူးဖြစ်နေတာအဲ့တော့အမတ်ကလေးနဲ့ကိုကဖြီးပြီးလေးရွှေပြီးတော့အရိယာပုတ်ကလေးကိုပြန်ပြီးတော့မှတ်ပြီးတော့တခါပြန်အထုတ်ဟုတ်လားအဲ့တော့ကိုက စအာထုတ်ခါတာတဏှာကြီးမှာ၃ခါလောက်ရွှေ့ရင်ရွှေ့မယ်။ဟောအစပိုင်းတော့၃ခါလောက်နောက်ကျတော့ငါ၂ခါလောက်ရအောင်ကြိုးစားကြည့်မယ်။မရွှေ့ဘဲနဲ့နည်းနည်းလေးကြိုးစားကြည့်ပေါ့။ဝရိယလေးတင်တာပေါ့။ကြိုးစားကြည့်မယ်။ရတာပဲ။ဟာနောက်တစ်ခါလောက်ပဲငါရွှေ့အောင်ကြိုးစားကြည့်မယ်။ရတာပဲ။နောက်လုံးဝကိုမရွှေ့နိုင်အောင်ငါလှုပ်ကြည့်မယ်။ရတာပဲ။အဲ့ဒါတခြားကြောင့်တော့ဝရိယကြောင့်ဝရိယကြောင့်ပါဗျာ။ဒါကြောင့်မလို့ကြိုးစားပါနော်။အဲ့တော့ကိုကအဲ့ဒီလိုပေါ့တတိရှိတယ်ပေါ့။ နာတိပြမှာစိတ်ကလေးငြင်းနေအောင်ထားတယ်အဲ့ဒီတတိရဲ့နောက်ကဝရိယပေါ့နော်ပို့ပြီးတော့အားထက်ထည့်ပေးတာပေါ့တတိအားက90လောက်ဆိုရင် နောက်ကဝရိယအားထက်ထည့်ရင်60 90ဖြစ်သွားမယ်ဟုတ်လားနောက်ကညံလိုက်လာမယ်ပေါ့နော်ညံလိုက်လာမယ်ဆိုရင်တော့100%ဖြစ်သွားမှာပေါ့အဲ့တော့တို့အလုံးကမလုပ်ရမနေမင်းအရင်ဆုံးကတရားအထုတ်တဲ့ပုဂ္ဂိုလ်ကတတိရှိရတယ် ဘာရှိရထွက်လေသည်ဝင်လေသည်ထွက်လေတတိတာဝင်လေတတိအဲ့ဒီတတိထားတဲ့လုပ်ကိုအရင်လုပ်ပါဟုတ်လားနောက်တတိရဲ့နောက်ကနေပြီးတော့ဘာလိုက်လာဝရိယကြိုးစမ်းမဲ့ဆိုတဲ့ဝရိယအဲ့ဒီဝရိယလေးလိုက်လာပြီဆိုရင် तू ဟာပူပြီးတော့အချိန်ပေါ်မှာတန်ဖို့ရှိလာတယ်ဟိုတချို့ငိုက်တာတွေရှိတယ်နော်ဝရိယမရှိရင်တတိမထားရင်ငိုက်တာပဲအခုရှိနေတယ်နော်ယောဂီတွေထဲမှာ ဘုံမလို့ကြည်ကြည်ဟိုတော်တော်ငိုက်တာပဲเนาะ7မိနစ်လောက်ထိ15မိနစ်လောက်ထိငိုက်နေတယ်အဲ့ဒါတတိလဲထားအောင်เนาะဒီမှာလိုက်လွင့်နေတာเนาะလိုက်လွင့်ပြီးတော့အဲ့ဒါဒီလိုပတ်ရိုက်နေတာเนาะចောင်းသားတွေဟာเนาะကွန်ပျူတာသမားတွေကရိုက်နေတဲ့အခါကျတော့ဒီဥစ္စာကမြန်မာရင်ကြည်တာမဟုတ်ဘူးဘုံဘုံရဲ့ follower တွေကနိုင်ငံခြားတွေမှာလည်းအများကြီးရှိတယ်ဟိုဂျပန်တို့အမေရိကန်တို့အထူးရှိတယ်အဲ့တော့ဟိုမှာရှိတဲ့လူတွေကကြည်ပြီးတော့ ကိုတိတဲ့လူဆိုရင်လေဩဒီမှာတရားဝင်ပြီးတော့သူစားငိုက်နေတာပါလားဟိုကလူကလေလှမ်းပြီးတော့ကွန်မန့်တွေလှမ်းရေးနေဦးမယ်နော်နာမည်ကြီးနဲ့လှမ်းတက်ပြီးတော့ခဏရေးတာမှတော့ဘသူနဲ့ငါမြင်တယ်နော်နင်တရားမထိုင်ဘူးငိုက်နေတာမင်းငါမြင်တယ်နော်တရားမထိုင်ဘူးငိုက်နေတာဆိုအဲ့ဒါအချက်ကြီးရှက်ရဒါကြောင့်မလို့ငိုက်ရင်လေမရိုက်တဲ့အခါငိုက်ပေါ့အဲရှေ့ကိုလှမ်းကြည့်လိုက်ဦးဒီမှာကင်မရာတွေရှိသလားမရှိဘူးလားအဲမရှိတဲ့အခါ မငိုင်းနဲ့ဘယ်နဲ့ငိုက်ရမလို့အမငိုင်းနဲ့ငိုက်လို့မရဘူးငိုက်ရင်ကိလေသာချခုတာပဲငိုက်ရင်ဗာလဲဖုံမှုတို့လည်းဖြစ်တယ်နော်ဒီတရားတွေကလေမြတ်စွာဘုရားရဲ့ကျင့်စဉ်လို့ဘုရားသူကိုယ်တိုင်ဒီတရားကိုဥရုဝေလမှာ6နှစ်တန်တိုင်းကျင့်တာသူကမနေ့ကဖုံတို့ဝိပတ်တော်အမှတ်1မှာဟောထားတယ်နော်6နှစ်တိုင်တိုင်ကျင့်ထားတဲ့အခါကျတော့သူတိပြီးမှသူများကိုဟောတာအဲ့ဒီလိုပဲဘုံဘုံတို့လည်း ကြောင်းပြီးသွားတဲ့အခါကျတော့အရင်ဆုံးဒီတရားတွေကို ဖွဲ့ချုပ်မှာဌာနချုပ်မှာသွားထိုင်ဝါကိုစိုးပလိုက်တာဝါဝါရင်သုံးလားဝါရင်သုံးလားဝါဆိုပြီးတော့ဒီတရားတွေကိုထိုင်တယ်ဒီတရားတွေကိုနားတယ်ကိုယ်တိုင်အရင်ဆုံးသိအောင်လုပ်တာအမှန်တကယ်တော့တကယ်တရားစခန်းဝင်တော့ကတော့ကိုယ့်အတွက်မဟုတ်ဘူးအဲကိုယ့်အတွက်မဟုတ်ဘူးကိုယ်ကဓမ္မကတိက ဖြစ်ချင်တာတရားဟောဆရာဖြစ်ချင်တာဖြစ်ချင်တော့ မိုးကုတ်ရှိတယ်မာစီရှိတယ်တဲအင်းရှိတယ်နော်ဘုံတို့မြေစင်းရှိတယ်မာတတိပဒံရှိတယ်နီးတွေအများကြီးပဲကိုအာတန္တာကမိုးကုတ်ကိုအာကအာတန်တယ်ဘာကြောင့်လဲဒီပြိဿသုံးပါးစဝိုင်းကြီးကိုဟောကျင်တော့ကြောင်းပေးသွားတာအဲ့ဒါအဖွဲချုပ်မှသွားပြီးတော့ဝါသွားဆိုတာဝါရင်သုံးတာအဲ့ဒါဘာဖြစ်ဓမ္မကတိကဖြစ်ခြင်းလို့ဝါသွားဆိုတာပဲဟိုကြတော့ကြောင်းပေးကသာဆိုတော့စာရီထဲမှာတော့ဒီအဘိဓမ္မာတွေကအကုန်သိနေတာပဲစာမွေးတွေဖြည့်ထားတာ ူလာရငယ်နာအလန္တဇာကြရန်ဒီဘုံဘုံတို့ပြီးထားတာဆိုတော့တိနေတာတို့မဲ့လက်တွေ့ကြကြအားထုတ်တဲ့အခါကျတော့မရဘူးအားမထုတ်နိုင်ဘူးကျောင်းသားဘဝကျောင်းပြီးကနာတရားအထုတ်ရတယ်ဆိုတော့သူများတွေမှာငြိမ်းနေတာကျုပ်တို့မှာတဏှာကြီးမှာ၃ခါလောက်ရွှေ့ရတယ်၃ခါလောက်ရွှေ့ရတယ်အဲ့မှာအလုတ်ကိုရှုပ်နေတာပဲသူများတွေငြိမ်းနေတာကိုယ်မှာရွှေ့နေရတယ်မတွေ့ဘူးသေးဘူးတရားပထမဆုံးစတွေ့တာပဲတရားထိုင်တာ ကြားလာတော့ရှက်လာတော့သူများတွေကငြိမ်ပြီးတော့ကိုကရွှေ့နေတာလှုပ်နေရတာဘာဖြစ်လဲရှက်လာရှက်ဖို့ကောင်းတာပေါ့နော်ဘလောက်ပဲဖြည်းဖြည်းလေးပဲရွှေ့ရွှေ့ငြိမ်နေတဲ့အချိန်ဆိုတော့အတန်းကြားတယ်တော့ရွှေ့တာကိုသိတယ်ဟောမဖြစ်သေးပါဘူးဆိုပြီးတော့အဲ့ဒါသုံးခါကနေနှစ်ခါနှစ်ခါကနေတစ်ခါနောက်ဆုံးလုံးဝမရွှေ့နိုင်အောင်မရွှေ့ပဲဖြစ်အောင်ကြိုးစားတယ်အဲ့ဒီခါကျမှသူကဗာစိတ်တွေပေါ်လာလဲဆိုတော့ သူများကိုဟောဖို့တဲ့ကိုတိဖို့ကအရင်အရေးကြီးပါလားဆိုတာအဲ့ဒါတိသွားတာသူများကိုဟောဖို့ပြောဖို့တဲ့ကိုလိုက်နာကျင့်သုံးပြီးတော့အပြစ်ကင်းအောင်ဘယ်လိုနေမလဲအတိတရားနဲ့ဘဝကိုဘယ်လိုအသက်ရှင်မလဲဘဝတကူနေကုန်မချိုးခင်မှာဖြူစင်ပြီးတော့ဘဝကဘယ်လိုထွက်ခွာသွားမလဲအသက်ထွက်ခွာနေသောအချိန်ကာလမှာဘာမှတန်တရားမရှိအောင် ဘယ်လိုပြင်ဆင်ပြီးတော့နေမလဲဆိုတော့အဲ့ကျမှတိတ်သွားတာအိုးဂျေဆုတင်လိုက်တာငါတရားစခန်းဝင်ဖြစ်သွားတာတရားစခန်းဝင်ဖြစ်သွားတာငါတော်တော်ကိုဂျေဆုတင်နေငါဘယ်လိုနဲ့တရားများတွန့်ပေါ်လိုက်တယ်မသိဘူးဂျေဆုတွေတင်လို့အဲ့ဒီလိုကိုယ်တိုင်အားထုတ်ပြီးကမှပြန်လဲပြီးတော့ဟောလာဒါကြောင့်မလို့တဏှာကြီးအတွင်းမှာဖုံဖုံတို့စအားထုတ်ခါစားတော့၃ခါလောက်ကိုရွှေ့ရတယ်အဲ့ဒီကနေတဖြည်းဖြည်းနင်းအောင်နင်းအောင်ကြိုးစားလာတဲ့ခါ နောက်ဆုံးတစ်ခါပဲရွှေ့နောက်ဆုံးလုံးဝမရွှေ့အောင်ကြိုးစားတာအဲ့ဒါပါလဲဟိဝရိယတတိရှိမဲ့ထွက်လေဝင်လေလေးလေဝရိယကြိုးစားငါးတရားနေပြီးတော့ဝရိယအထက်ထက်ရင်60ဖြစ်လာ80ဖြစ်လာတော့ကိုတရားဟာအားကောင်းတာတတိယနောက်ကဘယ်သူလိုက်လာတခုနဲ့နှစ်ခုဖြစ်လာပြီဆို အားမကောင်းတာအဲ့တော့သူကဘာဖြစ်လာလဲစိတ်ကစိုးစိုးတုန်းကခက်ခနဲဆိုအပြင်ရောက်သွားတယ်တွေးစိတ် ဖက်ကနေဆိုငိုက်တဲ့စိတ်ပေါ်လာတယ်အဲ့ဒီအရာတွေကိုသူကတတိဝရိယငါဒီအသက်ရွယ်တဲ့ကငါလှုပ်ထားမှဖြစ်မှာငါအိယာတဲ့မလဲခင်ငါလှုပ်ထားမှဖြစ်မှာအိယာတဲ့လဲခဲ့သည်ရှိတော့မတယောက်တဲ့နေရာမှာအိယာတဲ့နေမကောင်းမဲ့လဲနေတဲ့လူတွေဘလို့နေရတယောက်တည်းပဲတယောက်တည်းနေရတဲ့အချိန်ပူပန်တော့ကနေမနေဘဲနဲ့ကုတွေကကြိုးစားတတ်တဲ့တရားနဲ့ငါနေနိုင်ရမှာလူဆိုတာကြွတင်ပြင်ဆင်ထားရတယ် ဘယ်လိုပုံစံနဲ့နောက်ရက်တွေလာတွေမှာဘယ်လိုဖြစ်သွားမှန်းကိုမသိဘူးမသိဘဲနဲ့အိရာတဲ့လဲခြင်းလဲလဲနေမယ်ဟောအသက်ရွယ်တွေအိုမင်းရောမလို့မရှားနိုင်တဲ့အသက်ကြီးကကြီးပြီးတော့မသေးနိုင်ဘဲနဲ့အဲ့ဒီလိုလဲဖြစ်ခြင်းလဲဖြစ်နေမယ်ဟောအဲ့ဒီအရွယ်ကြီးကြမှာ80 90ကြမှာတော့ရိတ်တာလာနိုင်သေးလားလာနိုင်ပါဘူးဘယ်သူမှလဲထူပါထပါမလို့နိုင်တော့ဘူးလေအဲ့ဒီကြတော့ကိုကသွားခြင်းနဲ့ကိုကြောင့်သူများဒုက္ခရောက်မှဆိုတာနဲ့မသွားနိုင်တော့ဘူး အဲ့ဒါကြရင်ဘယ်လိုနေရမှာတယောက်တည်းအဲ့တယောက်တည်းနေတဲ့ကကုတဲ့ကကြိုးစားထားတဲ့တရားနဲ့နေရမှာဒါကြောင့်မလို့ကျမ်းမာမှာကျမ်းကျမ်းမာမှာရှိတော့ကိုဝရိယအတင်ပြီးတော့ဘာလို့อ่ะကြိုးစားဟုတ်ပြီထွက်လေသည်ဝင်လေသည်ဒါဆိုစိတ်ဒီဘယ်သူနဲ့ပေါ့လဲတတိနဲ့ပေါ့ဟုတ်ပြီငါဒီကြိုးစားမှပဲငါဒီငိုက်နေလို့မဖြစ်ဘူးတွေးနေလို့မဖြစ်ဘူးဒီအချိန်လေးမှာ လုတ်ရမယ့်ချိန်တွေမှာကြမ်းမှန်တဲ့ချိန်တွေမှာလုတ်ရမယ်ဆိုတော့ဟောဒီနေ့ဝရိယနဲ့ထပ်ပေါင်းတယ်စိတ်ဒီဘယ်သူနဲ့ထပ်ပေါင်းဝရိယနဲ့ပေါင်းတယ်ဒီနေ့ပေါင်းတော့စိတ်ငြိမ်နေဝရိယနဲ့ပေါင်းတော့ပူကျူးစားခြင်းလာတယ်တရားပေါ်မှာပူပြီးတော့စိတ်ဝင်စားလာဟုတ်လားဒါကြောင့်သူတော်ကောင်းတို့မနေ့ကဖုံဖုံတို့တတိဒီဘယ်သူနဲ့ပေါင်းလဲစိတ်ဒီဘယ်သူနဲ့ပေါင်းလဲတတိနဲ့ပါဒီနေ့စိတ်ဒီဘာနဲ့ထပ်ပေါင်းခိုင်းဝရိယနဲ့ပေါင်းပါမိလက်ခလည်းအဲ့ဒီလိုပဲဟုတ်လား တတိနဲ့ပေါင်းလိုက်တဲ့အခါကျတော့မျက်စိတဲ့မြင်အောင်နေတဲ့ပါဏာတိပါဒကံတွေဟာဟာကြောက်စရာတွေအဲ့ဒီအရာတွေကိုတတိထားလာတဲ့အခါထွက်လေသည့်ဝင်လေသည့်တတိထားလာတဲ့အခါကျတော့အဲ့ဒီအာယုန်တွေကိုမတွေ့တော့ထွက်လေဝင်လေပဲမြင်လာစိတ်တည်ငြိမ်းလာနောက်ဝရိယနဲ့ထပ်ပေါင်းလိုက်တဲ့အခါကျတော့စိတ်ကပူပြီးတော့ပူပြီးတော့ငြိမ်းလာတယ်မြင်တဲ့တတ်တဲ့ဖြတ်တဲ့ရှိတွေမရောက်တော့ဘူးနော်အကောင်မလောင်တွေတတ်နေတာတွေကိုမတွေ့တော့ဘူး ထွက်လေဝင်လေးပဲသိလာတယ်ထွက်လေဝင်လေးပဲမြင်လာတယ်စိတ်ဒီပို့ပြီးတော့တင်ငိမ့်သွားတာဒီတတိယနောက်ကဘယ်သူလိုက်လာဘာသူစိတ်ဒီမနေ့ကဘယ်သူနဲ့ပေါင်းခိုင်းလဲဒီနေ့ဘယ်သူနဲ့ပေါင်းခိုင်းဘာသူစိတ်ဒီမငြိမ်ဘူးလားစိတ်ဉာဏ်ရင်တမာတိတည်တယ်လို့ခေါ်တယ်။တမာတိတည်ရင်ဉာဏ်ပေါ်မယ်။ပေါ်လာတဲ့ဉာဏ်နဲ့ယုတ်ဓမ္မနာဓမ္မတွေကိုကြည့်ရင်ဖြစ်ပြပါသစ္စာ။သိတဲ့ဉာဏ်ကနှလုံးသားနဲ့မဲ့ရောက်သွားပြီ နှလုံးသားထဲကိုတရားရောက်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာရှင်းသမ ्या အကုသိုလ်တွေလည်းစင်ကြယ်ပြီးတော့အကျိုးပေးခွင့်မရမင်းနဲ့ဒီဘဝကနေတည်သွားရင်နိဗ္ဗာန်မရောက်တော့လူနဲ့ပြန်မှာမရဘူးလားဖြစ်ဖြစ်နဲ့မဲ့ကြိုက်သွားမယ်ဆိုနိဗ္ဗာန်ကိုမရနိုင်ဘူးလားဟုတ်ပြီဒါတို့စိတ်တည်ဘယ်သူနဲ့ပေါင်းလို့တတိနဲ့ပေါင်းလို့ဝရိယနဲ့ပေါင်းလို့ကိလေသာတွေနဲ့ပေါင်းလေလားဒေါဘာနဲ့မပေါင်းဘူးဒေါသနဲ့မပေါင်းဘူးအာယုန်နေနဲ့မပေါင်းဘူးဆိုရင်စိတ်ဒီကောင်းတဲ့အရာကိုရောက်သွားပြီသူတော်ကောင်းတရားဖြစ်သွားပြီ သူတော်ကောင်းအလုပ်ဖြစ်သွားပြီဟိုဘက်မှာတော့ကိလေသာတွေနဲ့ပေါင်းနေတာဖြစ်တဲ့အတွက်သူယုံမှအလုပ်ဒုက္ခရောက်စေတတ်တယ်ဟုတ်လားအဲ့တော့သူတော်ကောင်းတို့ကိုတရားထိုင်နေတဲ့အခါငါစိတ်ဒီဘယ်သူနဲ့ပေါင်းနေတယ်လဲလို့ဆိုတာဘယ်သူစိတ်ကိုဘယ်သူခက်ခဲရမကျင်တတ်တာတွေကျင်တတ်တာတွေဖြစ်နေတယ်ဆိုရင်စိတ်ဒီကိလေသာနဲ့ပေါင်းနေပြီသူယုံမှနဲ့ပေါင်းနေပြီဒါတော့ဒုက္ခဖြစ်တော့ စိတ်ဒီတတိနဲ့ပေါင်းတယ်ဝရိယနဲ့ပေါင်းတယ်ဆိုရင်ပညာရှိနဲ့ပေါင်းနေတယ်သူတော်ကောင်းတရားနဲ့ပေါင်းနေတဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ဒီမအေးချမ်းဘူးလားအေးချမ်းပါဘူးဒါတော့ဘုသူစိတ်ကိုဘုသူအကဲခတ်ဘုသူစိတ်ကိုအေးဘာနဲ့ပေါင်းတတိနဲ့ပေါင်းဝရိယနဲ့ပေါင်းဒါဆိုအပေါင်းမှန်သွားပြီပေါ့နော်အဲအထုတ်ကြရအောင်အရိယာပုဂ္ဂိုလ်ပြင်းအထုတ်မှုမှန်ဖို့အရေးကြီးပါတယ် ရှုခွင်ရှုခွင်ကလေးတွေကိုတေချာနန်းထောင်ထားပြီးတော့မိလက်ခလည်းအဲ့ဒီလိုစိတ်တွေပြန့်ွင့်နေတာကိုတတိနဲ့ပေါင်ဝရိယနဲ့ပေါင်လိုက်တော့မိလက်ခမို့ဆိုဟာစိတ်တည်ငြိမ်သွားတယ်စိတ်ငြိမ်သွားတော့နောက်ကသမာဓိတည်သွားတော့ဉာဏ်ပေါ်လာတယ်ပေါ်လာတဲ့ဉာဏ်နဲ့ရှုမှတ်လိုက်တဲ့အခါအပြစ်တွေကင်းစင်ပြီးတော့မကောင်းတာတွေပယ်ပြောင်းကောင်းတာတွေတိုးပွားသွားတော့နိဗ္ဗာန်ကိုမြင်တယ်ဒါကြောင့်သူတော်ကောင်းတို့လည်းပဲထိုအတိတ်တွေကိုရရှိဖို့အတွက်မန္တတိလက်ကင်ရှိတတိတရားလက်ကင်ထားပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်မျက်စိလေးမိတ်ပြီးတော့ခါလီကိုစံစက်ကလေးကိုတက်ဥစားပဒမလွှတ်ရမှာဒီစိတ်ငြိမ်တဲ့အလုပ်ဖြစ်တဲ့နှာခေါင်းဝါလေးမှာနှာသီးဝါလေးမှာနှာခေါင်းဝါလေးမှာနှာသီးဝါလေးမှာစိတ်ကိုထားပြီးတော့အရင်ဆုံးတတိနဲ့ပေါင်းထွက်လေးဒီခွင်လေးဒီပြီးပြီးရင်ဝရိယနဲ့ပေါင်းကြိုးစားမယ်ဆိုတဲ့ဝရိယအဲလိုတတိဝရိယနဲ့ပေါင်းလိုက်ရင်စိတ်ဒီတမာတိဒီတော့ညံပေါ်လာညံဆိုတာကဆုံးဖြတ်တတ်တာ ဘယ်အရာမှအကြိုက်မဖြစ်ဘူးအပြည့်သဘောသားလည်းဖြစ်တယ်ဆိုတဲ့ဉာဏ်ပေါ်သွားရင်ရှိရမယ့်အပြစ်တွေစင်ကြဲသွားပြီးတော့မကောင်းတာတွေကုံဆုံးပြီးတော့ကောင်းတာတွေရေပဲရရှိသွားမှာဖြစ်ပါတယ်ဒီဘဝသံသရာအခြေမှဖြစ်လို့ကြိုးစားပါလို့တတိပေးတိုက်တွန်းလို့ဆိုပါတယ်